ဘုံမုံရွှေထဲအစတရာလောက်တားတဲ့တရုတ်ပြည်ရေခဲတော်မောကပရိဝတ်တီပုံတွေကိုအခုလိုချပြလာတဲ့အဆိုပြုသစဉ်ခိမိစံတလွန်နဲ့မင်္ဂလာဦးပရိဝတ်တီတပ်ပုံတွေကိုချပြလာတာကတော့ငယ်စဉ်ဇုံတွဲလေးပဲဖြစ်ပါရဲ့ရှင်။မကြမီလက်ထက်မင်္ဂလာပွဲကျမကြတော့မေဆိုပြုသစဉ်နဲ့ဟင်းဝရန်တို့နှစ်ယောက်သားကတော့လောလောဆယ်မှာတရုတ်ပြည်ရေခဲတော်ချိန်မှာတောရောက်ရိုက်ကူးခဲ့တဲ့ပရိဝတ်တီတပ်ပုံတွေကိုချပြလာခဲ့ကြပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့တရုတ်ပြည်ရေခဲတော်ထိပ်ထိပ်တောရောက်ရိုက်ကူးခဲ့ကြတဲ့ပရိဝတ်တီတပ်ပုံတွေကတော့တကယ့်ကိုမိမိုက်လွန်နေခဲ့ပါတယ်။တရုတ်ပြည် ခဲ့တဲ့အချိန်မှာကိုပိုင်ကျဲလီရင်ကိုနောက်ခံထားပြီးတော့ရိုက်ကူးခဲ့တဲ့တပ်ပုံတွေကတော့ပြည်သက်တွေကြားမှာဝေဖန်ပြောဆိုမှုတွေရှိနေခဲ့တာပဲဖြစ်ပါတယ်။စူပြည်ကိုတံမိုးချမျက်နှာရတဲ့ဟင်ဝင်ရန်ကသူ့ရဲ့ဇနီးနောင်လေးအတွက်ငွေကြီးအများကြီးအကုန်ကြခံပြီးတော့ဒီလိုမျိုးနိုင်ငံခြားထိသွားရောက်ခါပရီဝတီတပ်ပုံတွေကိုရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ဒီလိုတပ်ပုံတွေကတော့နိုင်ငံကျော်ထိတ်တန့်မင်းသမီးဝုံမုံရွှေထက်အစာပေါင်းများစွာတာလွန်နေဆိုပြီးတော့လေပြည်သက်တွေကြားမှာမှတ်ချက်ပြီးခံနေရတာဖြစ်ပါတယ်။ထိတ်တန့်မင်းသမီးကျော်ဝုံမုံရွှေနဲ့ကိုနိုင်ဖြိုကျော်တို့ရဲ့ ်ပြည်ဝတီတပ်ပုံတွေတုန်းကလည်းခန်းနာစွာနဲ့ထွက်ပေါ်လာခဲ့တာပြည်သူတို့လက်မှတ်မိကြအောင်ပဲချက်ပါရနော်တရုတ်ပြည်ရဲ့ကဲတောင်ချိန်မှာပြည်ဝတီရိုက်ကူးတာကတခြားသောမင်းသမီးတွေရှိသေးပေမဲ့ဝုံမုံရွှေရဲ့ပုံရိပ်ဒီကသာဆိုရှယ်မီဒီယာမှာလူကြိုက်များပြီးတော့ရေပန်းစားခဲ့တာဖြစ်ပါတယ်ချန်တာလွန်နဲ့ခရိုနီတထေးတွေပြီးပြီးရေကဲတောင်ချိန်မှာလှပခန်းနာစွာနဲ့ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးရေခဲတောင်ချိန်မှာပရိဝတီတပ်ပုံရိုက်ကူဖို့ဆိုတာကတယုံတယုံချမ်းသာမှုမျိုးနဲ့တော့မရနိုင်ပါဘူးရှင်။ အခုချိန်မှာတော့စိုးပြည်သင်းတို့ရဲ့ preventive တပ်ပုံတွေကဝုံမုံရွှေထက်ပိုပြီးတော့တားတယ်ဆိုပြီးတော့အတိမတ်ပြုခံနေရတာဖြစ်ပါတယ်။ငယ်စဉ်အတွက်လေးကတော့အရန်ချမ်းသာတဲ့လူတွေတောင်ဝယ်စည်းနိုင်တဲ့တန်းချီတန်းနဲ့ပြိုင်ကားချင်းနဲ့အတူအလန်းစားဖက်ရှင်တွေနဲ့မိမိုက်နေခဲ့တာကြောင့်ဝေဖန်ကြမဲ့သူတွေတောင်နှုတ်ပိတ်နေရတဲ့အထိပါ။ Hein and Zen လို့ရေးသားထားတဲ့ကားရဲ့နံပါတ်ပြားလေးကအသက်လို့တောင်ပြောလို့ရပါရဲ့ရှင်။ ဒါပြင်ဆနာကပြောခဲ့သလိုကိုပိုင်ကျန်းလျင်ကြီးနဲ့အတူရေခဲတောင်ထည့်ရအလှတွေနဲ့လည်းရိုက်ကူးခဲ့တာကြောင့်တကဲကိုခန်းနာလုံးနေခဲ့တာကတော့အမှန်ပါပဲဒီလိုမျိုးပြဝင်တင်မာတော့ငွေကြေးများစွာအကုန်ကြခံရိုက်ကူးထားခဲ့တာကြောင့်လည်းတခြားသောသူတွေထက်ပိုပြီးတော့ထူးခြားလှပနေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်လဲပြည်သူတွေကတော့ဝုံမုံရွှေရဲ့ပြည်ဝတ်ဒီပွေးတွေနဲ့နှိုင်းရှင်ပြီးတော့ဝေဖန်သုံးသပ်နေကြတာဖြစ်ပါတယ် ရင်ဝတ်တင်အတွက်ဟင်းဝီယံကိုရိုင်းအသေးစိတ်စီစဉ်ပေးထားတာဖြစ်တာကြောင့်လဲဆိုပြတဲ့စင်ကကံအကောင်းဆုံးသူတို့တမိလေးအဖြစ်အားကြခံနေရပါတယ်။ ဘလိုပဲနေနေဝေဖန်ခံနေရတဲ့ဆိုပြည်သင်းကတော့အခုထွက်ပေါ်လာတဲ့ပြိုင်ကားနဲ့ခက်ချစ်ချင်းမိမိုက်နေတဲ့ပြည်ဝန်တက်ပုံတွေကြောင့်ပြည်သူတွေကတော့သဘောကျနေကြရတာဖြစ်ပါတယ်။ဟယ်လီကော်ပတာပုံရိပ်တွေအပြီးကားကောင်းစားကြီးနဲ့ရိုက်ကူးထားတဲ့ပုံရိပ်တွေကိုထပ်မံချပြခဲ့ကြတာပဲဖြစ်ပါတယ်။ငွေကြီးလက်ကြည့်စရာမလိုပဲတသက်မှတစ်ခါပြုလုပ်ရတဲ့မင်္ဂလာပွဲဖြစ်တာကြောင့်လည်းအများထက်ထူးကြအောင်ပုံစံအမျိုးမျိုးနဲ့စီစဉ်ရိုက်ကူးနေကြတာဖြစ်ပါတယ်။ ခမမိုက်ဒီဇိုင်းလေးနဲ့ချက်ပေါ်လာတဲ့ငစင်အတွက်လေးရဲ့တက်ပုံတွေကတော့တကယ်ကိုကြည်နူးစရာဖြစ်နေပါတယ်နော်။မကြမီမှာလည်းကြီးကြီးခမ်းနားလာတဲ့မင်္ဂလာပွဲကြီးတွေကိုကျင်းပသွားကြတော့မှာဖြစ်ပါတယ်။တသက်မှာတမင်္ဂလာကျင်းပရတာမို့အများထက်တအားအောင်ဆိုတော့ထက်အကောင်းဆုံးနဲ့အမှတ်တရဖြစ်အောင်စီစဉ်နေကြတာပဲဖြစ်ပါတယ်။ လက်တလောထွက်ပေါ်လာတဲ့ပရင်ဝတီတက်ပုံတွေကိုပြည်သက်ကြီးတို့ရောသဘောကျကြပါရဲ့လားပြောနေကြသလိုပဲငစဉ်အတွေ့လေးရဲ့ပရင်ဝတီတက်ပုံတွေကဦးမုံရွှေတို့ရိုက်ကူးတုန်းကပရင်ဝတီတက်ပုံတွေထက်အစတရာတာတယ်လို့ထင်မြင်မိကြသလားဆိုတော့ပြည်သက်တို့ရဲ့အမြင်တွေကိုကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်နော်